ကောက်မှာပေါင်းဆက်ထားရကျွန်တော်ပြပြမယ်ကမင်းများ ZF Meritor ဗျာဒီ၃ခုပေါင်းထားတာဆိုတော့ခမားတို့ယုံကြည်စိတ်ချမှုတော့ကျွန်တော်လဲအာမခံပေးရဗျာမင်္ဂလာပါဗျတွဲကောင်းနေအကြောင်းဗျာမေးတာတော်တော်ကြာပြီ ဲ့ဒီဗီဒီယိုလေးကိုကျွန်တော်လုတ်ပေးမယ်လုတ်ပေးမယ်ဆိုပြီးအရှင်းကမအားလို့ကျွန်တော်ဒီနေ့မှလုတ်ဖြစ်တယ်ဗျာဒီနေ့ကျွန်တော်ပြောပြမယ်အကြောင်းက just k7 တွဲကောင်းနေအကြောင်းကျွန်တော်ပြောပြပေးမယ်ဗျာမှန်ပါတယ်ဗျာကျွန်တော်တို့လမ်းမပေါ်မှာ down for တွေဟူရူးတွေလောက်ဗျာဒီ just k7 ကိုတိတ်မတွေ့ရဘူးဗျာဒါပေမဲ့ just k7 ဆိုတာဗျာတရုတ်ကားတွေထဲမှာတော့ဒီကောင် high end ပဲဗျာအမြင့်ဆုံးတော်တန်းဝင်တဲ့ကားတစ်စီးဗျာ engine ရပြီးကပ်မင်းဗျာ gear zf နီးပညာအရဆိုလို့ရှင်ဒီဥရောပအဆင့်အမီတွေကြီးပဲဗျာ ဒီလောက်ကောင်းတဲ့ကားမြန်မာပြည်မှာဘာဖြစ်လို့ရှားနေရလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အသေးစိတ်လေးပြောပြပေးမယ်ဗျာပထမဆုံးသူ့ရဲ့ရုပ်ကိုကြည့်လိုက်ခမည်းမျက်စီထဲမှာတရုတ်ကားနဲ့တူလားဥရောပကားနဲ့တူလားဒီ just k7 เนี่ยဒီဇိုင်းဆွဲတော့တော့ဒီအီတလီနဲ့ဂျပန်ဒီဇိုင်နာတွေပေါင်းပြီးတော့ဆွဲထားတာဗျာသူ့ရဲ့ခေါင်းပိုင်းဒီဇိုင်းကလည်းလေတိုးတက်တာအောင်ဆိုပြီးတော့ air resonant မျိုးကို အဓိကလှုပ်ထားတာဗျာဒါကြောင့်ခမည်းစီစားအယမ်းတက်တာလေအန်လီးဒီမီအလုံးကြီးတွေကလည်းရုတ်ထွက်တန့်နေဗျာခေါင်းကျဲတဲ့မော်ဒယ်ဖြစ်တဲ့အတွက်ဗျာကားထဲမှာခမည်းမတ်တက်ရက်လို့လည်းရတယ်လမ်းချောက်လို့လည်းရတယ်ဒါတရုတ်ကားတော်တော်များများထက်ကိုတာတဲ့အချက်ပေါ့ဗျာဂျက်တစိုက်တာကတ်ထားတာဗျာအထဲကပစ္စည်းတွေကကဘာကျော်တွေကြီးပဲဗျာ Golden Power Train လို့လည်းခေါ်ကြရဗျာသူ့မှာသုံးထားကမင်းဗျာ ISGE Series Engine ဗျာဒီကမင်းဆိုတာအမေရိကန်နည်းပညာဗျာ ကဘာပေါ်မှာဒီဇယ်အင်ဂျင်သလိုချင်ဒီကောင်ကဆရာကြီးပဲဗျာသူ့ကိုရှင်လို့တော့မရတဲ့အာအားသာချက်တွေအများကြီးရနောက်ပိုင်းဗီဒီယိုမှာကျွန်တော်အဲ့ဒီအကြောင်းလည်းအသေးစိတ်ရှင်းပြပေးမယ်ဗျာဒီကောင်ကမြင်းကောင်ရင်ဘယ်လောက်ထွက်လဲဆိုလို့ရှင်အာ460 HP ကနေပြီးတော့ဒီ460 HP ထိထွက်တယ်ဗျာစီစားတက်တာပြီးတော့ယုံအားအရန်ကောင်းတယ်အဲ့ဒီအတွက်ခမရတရုတ်အင်ဂျင်အစစ်တွေထပ်ပို့ပြီးတော့စိတ်ချရယ်ဗျာ အဂီယာလည်းဇက်အဂီယာဗျာဂျာမနီနီးပညာဒီကောင်ကဒါကဒီ automatic manual transmission ဂီယာပေါ့ဗျာကလတ်နင်းစရာမလိုတော့ဘူးဗျာ auto ဂီယာမျိုးဗျာဂီယာ12ချက်ပါတဲ့ကားတွေလည်းရှိရယ်16ချက်ပါတဲ့ကားတွေလည်းရှိရယ်ဗျာဂီယာပြောင်းတာအရန်ညက်တယ်ဗျာ ီနောက်ဘင်းဝင်ရောဗျာမယ်ရီဒေါ်ဒဇိတ်ဗျာ ဒါကလည်းအမေရိကန်ပဲဗျခမရဝင်းပိုးတင်မလားတောင်တက်မလားတောင်ဆင်းမလားဒီကောင်မှုမှာမဟုတ်အဲ့တော့ခမရတို့ဒီချမ်းပြည်တို့ကချင်ပြည်နယ်တို့မြန်မာပြည်တောင်ဖျားနေမြောက်ဖျားတွေဗျာခမရတို့ကြိုက်တဲ့နေရာကိုမောင်းလို့ရတယ်ဗျာအဲ့တော့ဒီကောင်မှာပေါင်းဆက်ထားတယ်ကျွန်တော်ပြပြမယ်ကမင်းဗျာ ZF Meritor ဗျာဒီသုံးခုပေါင်းထားတာဆိုတော့ခမရတို့ယုံကြည်စိတ်ချမှုတော့ကျွန်တော်လည်းအာမခံပေးရဲ့ဗျာကားထဲကိုဝင်ကြည့်လိုက်ရင်လည်းဗျာခမရချမ်းပြည်ကလည်းညီညာနေတာဗျာတံခွဲနှစ်တံကားတွေလို့အင်ဂျင်နီယာမှာဘူကြီးဖြစ်နေတာမျိုးမရှိဘူးဗျာဒါလည်းဒရိုက်ဘာတွေအတွက်နေရထိုင်ရတာတော့တော်တော်ကို က်တာတဲ့နေရာပေါ့ဗျာ900မီလီမီတာကျယ်တဲ့အိပ်ရာပါပါသေးတယ်ဗျာပစ္စည်းထဲတဲ့အကန့်နေရာလဲပေါ့လင်းပေါ်ကအကန့်နေလို့ပဲဗျာခမရေခဲတိတာတောင်ထဲလို့ရသေးရဲ့ဗျာတကားပိတ်လိုက်လို့ရှင်လဲအပြင်အတန်လုံးဝမကြားတော့ဘူးအဲ့လိုဖြစ်အောင်လဲဒီ noise cancellation တွေကိုလဲသူတို့တေချာကိုထိမ့်ချုပ်ပြီးတော့ကွာတီဆောက်ထားတာဗျာကျွန်တော်ကိုမတ်မှာမေးထားတဲ့မေးခွန်းကိုကျွန်တော်ပြောပြမယ်ဗျာ तू ကဘယ်လိုမေးထားလဲဆိုတော့ ဒီလောက်ကောင်းတဲ့ကာဘာလို့လမ်းပေါ်မှာတိတ်မတွေ့ရတာလဲဗျအเจ้าကြီးကတော့သုံးချက်ရှိရဗျဒီ Jack K7 ပစ္စည်းတွေဟာပစ္စည်းကောင်းတာတွေသုံးထားတဲ့အတွက်ဈေးရတခြားရိုးရိုးတရုတ်ကားတွေထက်ဗျဈေးပိုများတယ်ဈေးကြီးပေးရမယ့်အတူတူလူတွေကတော့ဂျပန်တပတ်ရစ်ကားတွေဝယ်ဝယ်ကြတာမဆန်းဘူးဗျမြန်မာပြည်မှာတရုတ်ကားဆိုလို့ရှိရင်ဗျဒီ Down Front တော့ Horror တို့အဲ့အဲ့ကားတွေကဥဆောင်နေတာဗျဈေးကွက်မှာဒီ Jack ဆိုလို့ရှိရင် Light ထွက်တန်ခွဲတို့7ဘီ14ဘီလောက်တို့ပဲလူတီများတာဗျ Heavy Truck တွေမှာတော့တွဲကောင်းတွေမှာ ဒီကောင်ကတိတ်ပြီးတော့ဝယ်ရဲတဲ့တက်တီတော့မရှိသေးဘူးဗျ။ဒီကောင်ကဈေးရလဲအရန်ကြီးရလဲပါပါတယ်။ကမိန်အင်ဂျင် ZS Gearbox နဲ့ပစ္စည်းတွေအရဗျာရှားတာလွယ်ပေမဲ့ဒီ Jazz K7 ရဲ့ body pad တွေကဥမာပေါ့ဗျာဒီ Mi Quad တို့ Batman တွေတို့ရှားတာခက်တယ်ဗျ။ကားရှားတော့ဗျာပစ္စည်းရလဲရှားတာမဆန်းပါဘူး။အဲကားသမားတွေကပစ္စည်းရှားမှာကိုအကြောက်ဆုံးပဲဗျသူတို့ကားဝယ်ပြီဆိုလို့ရှင်တော်တော်များများစဉ်းစားကြဟာ ဒီကားဝယ်လာလို့ရှင်အာပစ္စည်းအာဝယ်ရတာလွယ်ပါမလားဆိုတဲ့အတွေ့ရတော့လူတိုင်းတွေ့ရဗျကားမဝယ်ခင်သူတို့ပစ္စည်းဝယ်ရတာလွယ်တဲ့ကားကိုရွေးရတော့ထုံးစံပဲဗျဒါမဲ့ဗျာဒီ just k7 ဆိုတာတကယ်တော့ဖုံးကွယ်ထားလဲကျွန်တော် story တွေအရလို့ယန္နာတခုပဲဗျခမရဒီတယောက်ကစီးကျင်နေဗျဒါမဲ့အကြီးသွေးရဥရောပနေပါလိုချင်နေဆိုလို့ရှင်ဒီကမင်းအင်ဂျင်ပါတဲ့ဒီကားကိုရွေးရတော့ကျွန်တော်ကတော့မှားမယ်လို့မထင်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ ကိုကအလုတ်အကြီးတွေလုတ်နေရလေဒီကားကိုဝယ်မဲ့သူဆိုတော့လေတောင်းတောင်းအလုတ်လောက်နေရတယ်ဘသူမှမဝယ်ဘူးဗျနောက်တစ်ခုကခမားတို့ဒီလမ်းမပေါ်မှာဗျာသူများနဲ့မတူတဲ့ဒီဇိုင်းအလန်းစားအောင်မှမောင်းကျင်နေဆိုလို့ရှိရင်ဒီကားတွေကလည်းရွေးချယ်စရာကောင်းနေဗျဘာဖြစ်လို့လဲဆိုတော့မြမပြမအခုနောက်ပိုင်းကကားကိုဖိုင်းတာတွေကတော်တော်ကိုခက်စားလာတယ်ဗျဒီကောင်ကပြန်ရောင်းလို့ရှိရင်ဈေးကတော့ကောင်းနေဗျာပစ္စည်းကလည်းဘယ်ဆိုင်ဝင်ဝင်ဝယ်လို့ရတယ်ဆိုလို့ရှိရင်တော့ဒီဈေးကွက်ထဲမှာလူသုံးများတဲ့ဒစိတ်တွေကိုပဲရွေးတာပိုစိတ်ချရလိမ့်မယ်ဗျခမားတို့လမ်းပေါ်မှာဗျာဒီ Just K7 နဲ့တွေ့ဘူးလားဘယ်လို ုံမြင်လဲကွန်ဘတ်မှာဆွေးနွေးပေးခဲ့ကြအောင်ဗျာ